တော့လဲဆိုဘာရှင်းရှင်းလေးသူတို့တကောင်ချင်းကောက်ထားတာပေါ့အဲအဲကောက်ထားတယ်ကလာထက်ထက်မလဲတဲ့သူကတမဲပေးရဲ့သူတို့သဘောမှန်ရှိသွားပြီကွာမဲအမေအဲ့တော့ဒီလိုရှိမှလေကလိုလည်းရှိရှိမှလဲဆိုတော့ဒါသူပါတီရှိမှရခိုင်ဥဆောင်ပါတီရှိမှအဲဒါဆိုချမ်းဖို့ရှိမှအဲဆိုမဲကဒီတယောက်ကနေပြီးတော့တယောက်ကနေပြီးတော့ဒါကမဲဇောင်းထက်ဇောင်းထက်ကဒီဒီရခိုင်ဥဆောင်ပါတီလည်းထည့်တယ်ချမ်းဖို့လည်းထည့်တယ်မင်းလုံလိုက်တယ်လုံလုံးဟမ် တောက်မြေဝိုင်းသူကိစ္စနော်ငါတို့စဉ်းစားလို့နေကျွန်တော်တကယ်ကျွန်တော်တို့တာမတာလီစားပါအားလုံးတကယ်တာလီစားတာလီစားတာလီစားဒီဘဲပြောက်တာတတော်ကိုဖောက်တယ်ဖောက်တယ်တတော်ဖောက်တယ်နော်အစောရအဘဟိုဖြစ်ချင်တာဟုတ်လားก็อาณายูล่ะอาณายูล่ะเอ้ยบ่อาณายูล่ะอาณายูล่ะอาณาตลอดยูดีบ่เปียโอเคโอเคเสร็จหน้าดาวเลยครับอ่ะปั๊บๆๆ ဟုတ်ကဲ့ဆရာကုနာပြောတဲ့ပုံစံရဆိုလို့ရှိရင်ဥမာရသေးတော်မြို့နေကဟိုမဲဆန္ဒပေးဖို့တိတ်ဦးပဲရှိတယ်ဆိုလဲဒါမထမြောက်တဲ့သဘောမျိုးပဲဒီတဦးတည်းကပဲမဲလာတဲ့ပဲဆိုရင်အဲ့ဒီသဘောကချင်းကောင်းဒီမှာပြတ်ထန်ခါပါတယ်ဥမာမဲဆန္ဒနေမှာမေးပေးပါအခွင့်အမြုပ်နေမှာလူတသိန်းရှိတယ်ထားပါတော့ဟုတ်ကဲ့ဟိုကတဦးပြောတာကတသိန်းပြောတယ်အတော်အတော်ဆိုးနေပြီကိုရေးပေါင်းကြီးရေ ကျွန်တော်ညီကိုတယောက်ရဲ့တည်ငဲကဟာတာများစီစဉ်နေပြန်လဲချိုးထုတ်လိုက်ပါခင်ဗျာပြန်လဲချိုးထုတ်လိုက်ပါတယ်ကိုဆောင်တဲ့ရေအညီနေတဲ့ရေတကီလိုမှ200လေးပါခင်ဗျာ200လေးဈေးပေါ်ရေးဟာကိုတိကနေဒုနေဘုံမလေးရေးရတယ်အောင်တီးပါတီးတယ်တီးတယ်ဈေးတယ်ခြားတယ်ခြားတယ်ဟောဈေးတယ်ပိုးလေးတီးတယ်ရှောင်းပါလေအတန်ရောင်မဲနေနော်အတန်ရောင်အတန်ရောင်မဲနေပြောတာအမရရဒလီယအဲ့လိုမဟုတ်ဘူးလားမဟုတ်ကွာငါကူလိုက်လိုက်ပြတော့ တွေ့ကျင်တော့လေဟိုလိုက်ပို့ရတော့ဟောထောက်ကွာအေးကြီးပါဘူးညီတိကြီးရောင်းရေးပါရောင်းပါတယ်ကွာအေးကြီးဇေယောင်းလားဇေယောင်းတော့တကနာတာအဲ့တော့ကျွန်တော်ဒီဇေယောင်းနဲ့ဟောထားမယ်ထားမယ်ဒီဇေယောင်းနဲ့ဟောထားမယ်နော်ပြန်ခေါ်မယ်မင်းငါ့ကိုတိကျတာပြန်ခေါ်တိတ်ကတိတ်ကရှိနေပြန်တိတ်ကကိုစောင်းနေကိုပိုလေးရေးကျွန်တော်ဒီနေ့အဲအလှည့်ကြလာတော့ထုံးစံတိုင်းပဲတည်င်းနဲ့ကဟာတန်များစီးပြပါလားညဟုတ်ပါတယ် တနေ့နေ့အာသာများတော့မိဘတွေကတည်တဲ့အချိန်ပဲကိုဇောင်းတက်ကတနေ့နေ့ကိုရှာရှာပူကိုသူရှာတက်တယ်ဖွေတက်တယ်ဒီနေ့ကိုဇောင်းတက်ယူလာတဲ့တည်င်းလေးကတော့ကျွန်တော်တို့ဟာတာလေးဖြစ်မလားထုံးတန်နိုင်မဲ့ဆဲစရာလေးဖြစ်မလားရည်စရာလေးဖြစ်မလားကျွန်တော်တို့လောင်စရာများဖြစ်မလားခလောင်စရာများဖြစ်မလားဆိုတော့ကျွန်တော်တို့ဟာတာ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 ကြည့်ရပါဦးနော်ဒီကြတယ်တကယ်ချင်းတစ်ခါမှဒီပါဒီကောင်လေးကိုအဲ့လိုမျိုးပေါ့ရေရှင်လုတ်ပတဲ့ပုံစံမျိုးမပြောဘူးသေးဘူးအာအာနော် တကယ်ကြီးရတယ်ဖေးကြတယ်နော်တကယ်ကြီးရတယ်ဟုတ်ကဲ့အင်းကြတယ်အဲ့တော့တော့ဒီမှာကိုသက်ထွေးနိုင်ရတယ်ပြီးတော့နော်အင်းကယူရတာပေါ့အာအဲနည်းနည်းလေးကြည့်ကြည့်ပြောရမယ်အစာလေးပေါ်ပေးရမယ်ဆိုတော့ဘာလို့ဘယ်လိုပြောရမလဲအခုဆိုတို့လေးစားရဲဘုဆိုထွက်နေနိုင်ဆိုတာဒါကြခိုင်မျိုးပေါ့နော်အခုတော့အင်းဒါအမရလေးစားတဲ့အကောင်းတို့မြန်မာတွေတော့သူ့ယူရမယ်ပုံကုန်လို့ဟုတ်တယ်ဒါမှမဟုတ်အဲ့ရခိုင်ထဲမှာလည်းတိတ်ပြီးတော့ဘယ်လိုပြောရမလဲချက်မပြည့်တယ်အချက်ပြည့်လို့ရှိတယ်အော်အဲ့အဲ့အဲ့ဒါ င်တာဗျူးရဟိုရခိုင်ထဲမှာကြက်မပြရဆိုဟိုတယောက်ပဲရှိမှာပါအဲ့ဒါအေးမောင်ဟုတ်လားဟုတ်လားအဲ့တော့သူကမှလည်းအောက်ကိုဝင်ဝင်ကြည့်တာတော့ဆရာမအခုတက်ထွက်လေရဲ့ဒီကြက်မပြရလူမပြူးပါတော့တော့အဲ့ကိုတန်းရတဲ့အဲ့တခုလိုရှိတယ်သူကဘာလဲဆိုတော့ဒီလူမျိုးတွေသူရှင်းအောင်ဝင်ပြတတ်တယ်ဟိုတနေ့ကမှငါအဲ့တော့ဒီကေဂျီကေဂျီကေဂျီကိုကိုယူလေဒီပဲယူလေနော်အဲ့ဟုတ်တယ်ယူလေဟိုဆောက်တူလေးပြည်တာ โอเคเอาละเอาละมาโอเคကျွန်တော်တရင်နေရတာသားများဆိုတော့ထုံးတင်လိုက်မယ်ကျွန်တော်တွေစီစီယာလေးတွေဖြစ်မလားကျွန်တော်စဲစီယာလေးဖြစ်မလားဆိုတာအဲကျွန်တော်တွေကြည့်လိုက်အောင်ဗျာเนาะကြည့်လိုက်အောင်ဆိုတာဒီလိုနားထောင်မယ်မကြိုက်လဲစဲပြီးကြောက်အောင်ပြောเนาะဘာလို့လဲကျွန်တော်တို့ကျွန်တော်တို့เนาะအရန်လေးစားနေတယ်ကျွန်တော်တို့ခိုင်ပြင်းနေကြီးဟုတ်တယ်တော့ခိုင်ကိုတော့ခိုင်မျိုးပေါ့เนาะ ီဘဲကရခိုင်ထဲမှာမှာပြောမို့ဘူးဒါတော့ရှိပါဗာလဲဆိုတော့ကျွန်တော်တို့ကဒီပါလေအုံရောရောကြောက်ရောဆိုတာရှိတယ်နော်ဟုတ်တယ်ဆိုးဆန်းတဲ့ချက်လေချက်ချီရောအင်းချက်ချီရောဆိုတာရှိတယ်နော်ဟုတ်ကဲ့ပါလေနည်းနည်းကြည့်လိုက်တော့ကြည့်လိုက်တော့ဟုတ်ကဲ့ဒေါက်တာအေးမောက်ခင်ဗျာအခုစစ်ကောက်စီကရွေးကောက်ပွဲလုပ်တော့မယ်ဆိုပြီးတော့ဒါတရားဝင်ကြေညာလိုက်ပြီပေါ့เนาะကျွန်တော်တို့ခုနှစ်ကုန်ပိုင်းဒါမှမဟုတ်၈နှစ်ဆန်းပိုင်းပေါ့ဆိုတော့ ဒီနေ့မှာကျွန်တော်ရခိုင်ပြည်နယ်မှာရွက်ကောက်ပွဲလုပ်နိုင်ခြင်းရှိမရှိနဲ့အရင်ဆုံးဆရာရဲ့အမြင်ကိုသိလိုပါတယ်အခုကဟိုအရခတ်တက်တော်ကဟိုရခိုင်ဒေသအားလုံးနှီးပါးကိုထိ ंछ ုတ်ထားပြီးအခုကစစ်တွေရဲ့ကြောက်ပြူရဲ့မန်းအောင်ကျွန်းသုံးခုပဲတော်တော်စေကြံတော့တာပေါ့အဲ့တော့ရခိုင်ပြည်နယ်မှာရွက်ကောက်ပွဲလုပ်နိုင်မယ့်အခြေအနေကိုဆရာတို့ဘယ်လိုမျှော်လင့်ထားလဲဗျအဲပထမတစ်ချက်ကနတ်စကလုပ်မယ့်ရွက်ကောက်ပွဲရဲ့အနေအထားကိုကျွန်တော်တို့ တိရသေးဘူးဖြစ်နေပါတယ်။ဟုတ်တကြိမ်လေးနဲ့ပြီးအောင်လုပ်ပါလားအကြိမ်ကြီးလုပ်ပါလားဆိုတာတစ်ခုရှိတယ်။အာမေးလိုက်လေးပါပြီးအောင်တဲ့အကြိမ်ကြီးလုပ်ပြီပါအကြိမ်ကြီးလုပ်မှပြီးမှပါလို့ပြောလိုက်ရခင်ဗျားနဲ့အစားလာတဲ့ကြီးကြီးရကြီးကြီးရပြီတော့ပြီးရမပြည့်နိုင်ဘူးတကယ်တော့။ဟောကုံတော့ပဲ။အေးကုံတော့ပဲ။ဒါနဲ့နောက်မှမဆက်ဖို့ကြီးရတယ်။အေးနားရမနားတော့ဘူး။ကြီးရတယ်ကွာ။တကူကဘလို့ရွေးကောက်ပွဲစနစ်နဲ့တွတ်တို့သုံးရက်ကို ကျက်ပတ်ပါလို့ဆိုတော့အဲ့တော့ကျွန်တော်တို့ကြိုးပြီးတော့သူတို့ကြီးညာချက်ရနားလေတာကအမျိုးသားလွတ်တူရဲ့တိုင်းဒေသကြီးဖြစ်နေလွတ်တူကတော့ဖြစ်တော့ဒါ PR စနစ်နဲ့သွားမယ်ဆိုတာလေကျွန်တော်တို့ကြားပြီးပါပြီအဲ့တော့ပြည်သူလွတ်တူကို PR နဲ့သွားမှာလား FPTV နဲ့သွားမှာလားဆိုတာအခုထိတော့တိတိကျကျသိရသေးဘူးတော့အဲ့တော့ရွေးကောက်ပွဲစနစ်အရာခုနကပြောတဲ့မြို့နယ်၃ခု တို့မဟုတ်ရခိုင်တပြေလုံးဆိုတော့မြင်ကွင်းကအဲ့ဒီကြာမှာကျွန်တော်ကတည်ရမှာပါဆိုတော့ဒီခိုင်ဒီသားမှာခမားပြုံးတယ်လို့မြို့နယ်သူခုကနတ်ဆာကရဲ့ဥချုပ်ပေါ်ပါပဲရှိတော်တယ်ဂျန်နက်စစ်လေးကအေးရဲ့ထင်းချုပ်ပေါ်ကိုရောက်သွားပြီအဲ့ဒါကြောင့်မြို့နယ်သူခုနဲ့လာမယ့်ကာလမှာရွေးကောက်ပွဲကိုဘယ်လိုကျင်းပပါလဲဆိုရင်အခုနကပြောတဲ့ရွေးကောက်ပွဲစနစ်နဲ့တည့်ရက်ဆက်ဆိုင်မှာမ ဟိုဘာကြောင့်လဲဆိုရင်ပထမတစ်ချက်က PRC နဲ့ကျွန်တော်တို့အမျိုးသားလွှတ်တော်ကိုရွေးကောက်ပွဲကျင်းပနေဆိုရင်ဒီခိုင်ပြည်နယ်ကိစ္စတို့တော့ပြည်နယ်တွေတိုင်းဒေသကြီးတွေကိုဘေးစံတာနဲ့ဘလောက်သတ်မှတ်ပါလဲဥမာတစ်ခုသတ်မှတ်ပါလားတစ်ခုသတ်မှတ်ပါလားတကယ်လို့များဒီခိုင်ပြည်နယ်စက္ကနမြို့တွေလုံးကိုဘေးစံတာနဲ့တစ်ခုသတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ကမေးဆန္ဒနေတစ်ခုကနေတခိုင်တပြင်းနေလို့ပေါ့ကိုစားပြုတဲ့တွတ်တုတ်ကိုစတဲ့ဆက်မှုကိုရွေးပြရမှာဖြစ်ပါတယ်။အင်းအဲဒါကြောင့်အေးထိချုပ်မှုအောက်မှာရှိတဲ့စစ်လေးကိုတီးပင်လျက်မေးဆန္ဒတစ်ခုအောက်ကိုရောက်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆက်တော့နားမတော်ကျွန်တော်ရည်ရှင်လာတော့တော်တော်ကြီးပြန်သူတို့ရဲ့ဟိုနေနဲ့ကေချူနဲ့သွားတူပြီးနော်အေးမအဲ့လိုပြောပြပါကိုကိုကြီးနဲ့သွားတူပြီလေအဲ။ तू ကရားတဲ့လောက်ကို तू ကပြိုင်မယ်ဆိုတဲ့သဘောပြရမလား။အင်းအင်း ။ရလောက်ပြန်မယ်ဆိုတော့ဘလို့လို့မရတော့ဘူးလေ။ရှာရမရတော့လား။ထိုးလေက။အခုသမားပြီးတော့လောက်တော့ကိုယ်တည်း12ရောက်အဲ့မှာထောက်အောင်ပါလေ။ဘလူလေး။တော့ဘယ်နဲ့အောင်ချုပ်မလဲ။နော်နော်မမပါနေအဲဒီရခိုင်ကြီးကပါလဲဆိုတော့မျိုးသားရေးဆိုရမ်းကိုပြင်းပြတယ်သူကလူမျိုးချစ်တာတတုံချစ်တယ်နော်တတုံချစ်တယ်ဒါဒီလိုလူမျိုးပါတော့ကျွန်တော်တို့အာအင်မတန်မှလူပြော ကြောက်ဖို့ကောင်းတယ်ပေါ့နော်အဲ့ပေါ့ကြောက်ဖို့ကောင်းတယ်သူတို့တော့ရှက်စရာပေါ့နော်နော်ဒါအစတော့ဆိုကျွန်တော်တို့လည်းဒါရခိုင်ဆိုရင်ဟိုကကျွန်တော်တို့ဆိုရခင်ပြီးသားပါခိုင်းတယ်ဒါပေမဲ့တချို့ကျတော့ရခိုင်ကလည်းပေါ့ဆက်ခက်တယ်ပါညာပေါ့နော်မျိုးတားချစ်တယ်ပါညာအခုအဲ့မျိုးတားချစ်တဲ့ကိစ္စကအခုကျတော့အရင်ကောင်းသွားပြီလားသူမျိုးကောင်းလို့တက်လာဟိုချစ်လို့သူ့ကိုစ조사လိုက်ဒါပေါ့ဒီနောက်ဆက်ခေါ်တော့မှသူစပြီးတော့နော်ဒါဟိုကဒီအဖွဲ့ကြီးကပေါ်လာတာဒါပေမဲ့အခုနောက်ပိုင်းကသူကရှေ့လုံးကြီးရောက်လို့သူတွားပလိုက်တယ်ဘယ်လိုဆုံးလဲနော် လုံးဝပြောတဲ့တိုင်းနဲ့လှုပ်တယ်အခုဆိုဒါသူက2025 2025အတွင်းကိုသူရခိုင်တပြည်နယ်လုံးလွတ်လာဟုတ်တယ်စစ်ခွေးကင်းရတယ်ပြောတာအခုအများကြီးပြန်လေးတယ်ကုန်တော့ပြောဟာနော်အဲ့တော့ရွေးကောက်ဘယ်လိုလုပ်မလဲကျွန်တော်တို့ရအဲ့တော့ပြောတာလေဒါလေးရည်စီရလေးပေါ့နော်တကယ်အခုကလည်းမေးခဲ့တယ်ဒါမလို့တို့တို့တိတ်မပြောဟောအေးအမီလေးမပြောလို့ပြီးခဲ့ပြီပြောတယ်မရှိဘူးကွာဆယ်မိနစ်ကျော်လေးပဲပြော ။ကြောင်ပီယာစစ်နဲ့သွားမယ်ဆိုရင်လဆကကတုံးမြို့လေးကိုထိ ंछ ုတ်ထားသူလေးပဲ။ဂျန်နဲ့၁၄မြို့လေးကိုပါရွက်ောက်ပွေတပြိုင်တည်းကျင်းပသလိုရွက်ောက်ပွေစနစ်ကအဲ့ဒီတိုင်းပဲဖြစ်သွားနိုင်ခြင်းရှိပါတယ်။၁၆မြို့လေးလုံးကိုမေးဆန္ဒနဲ့တစ်ခုအောက်ကိုရောက်ပြီးကမှအမျိုးသားလွတ်တိုအတွက်ပီယာစစ်နဲ့ရွက်ောက်တင်ပြောင်းနိုင်ခြင်းရှိပါတယ်။ဒါကြောင့်တကယ်လို့များပီယာစနစ်နဲ့တွားမယ်ဆိုရင်သဆကရဲ့သုံးမျိုးလေး စက္ကနမျိုးလေးလို့လွန်မိုးနိုင်ချေရှိပါတယ်ဟာဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်လက်တွေ့မှာကအဲ့ဒီအဲချေချောအာမြောက်ပါဘယ်လိုမှမလုပ်ရဘူးဒီတော့ဟုတ်ထားပါတော့ပါမအားလာတော့အဖြစ်မနေဒီရိုးရှိုးပါတော့လုံးမယ်အဲလုံးတော့နောက်တော့ဒိုးတွေတိုင်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 ပေါ့နော်အကုန်လုံးဒီတို့ညာတွေပါတိုင်ပြီးတော့နေပြီးတော့တခုတည်းကျန်လို့ရှိရင်နေပြီးတော့တခုတည်းလှုပ်ပြီးတော့ကျန်တဲ့နေရာတော့အုံချုံမျိုးလာမလို့သူအဲ့လိုပြောပါဟုတ်ကဲ့ဟာဟိုဘီယာစနေလှုပ်တော့ထား အဲ့မှာလောက်ပြီးတော့အဲ့မှာသူကရေကောက်ပြီးအေးငါတို့ဒီမြို့နေကဦးစလဲပေါ့အတိတယ်မှာငါတို့အမ်ယူကဦးစလဲဒါဆိုသူကဟိုဟာလွတ်တော်ကူစီတွေတော့ရှိတယ်ရှိတယ်အဲမြို့တွေကမရှိဘူးတဲ့မှာမရှိဘူးသူကအဲ့လိုအဲ့လိုမြို့အောက်ကျတော့ပြောလွတ်တော်လည်းသာထိုင်တယ်လွတ်တော်လည်းသာထိုင်တယ်အောက်ကျတော့မြို့ရှိတော်စိုးနေကြီးကအဲ့ဒီ14မြို့နယ်ကမဲဆန္ဒရှင်တွေကဘယ်လိုမျိုးမဲပေးခွင့်ရှိမှာလဲဘယ်လိုမဲထည့်လို့ရမှာလဲဖြစ်နိုင်ချေကိုတွေးတော့ပါ ခုနကကျွန်တော်ဒုသက်ဘတ်တို့မှာရွက်ောက်ပွေးစနစ်ရကျင့်သုံးခဲ့ပြီဆိုရင်19မြို့တွေလုံးဒီမေးဆန္ဒတွေတစ်ခုအောက်ကိုရောက်သွားနိုင်ချေရှိပါတယ်။အဲဒါကြောင့်တမြို့တွေကိုတဦးနဲ့34ခုဒီရွက်ောက်တင်မြောက်နိုင်တဲ့ရွက်ောက်ပွေးစနစ်လေးပို့ထွန်းနိုင်ပါတယ်။အဲ့လိုတုံးနဲ့လိန်မပြောနဲ့မြို့နယ်တော့ဗနဲ့မြို့နယ်ကျင်တော့လို့လေအဲ့လိုအဲလောက်ကဲဆိုရဲခုနကပြောတဲ့14မြို့တော့ဒီထင်းချုံမှုအောက်မှာရှိတဲ့စစ်ဘေးရှောင် ။ဒီနေ့အပြင်နတ်ဆက်ခိုင်ရဲ့ဥချုပ်ပေါ်မှာရောက်နေတဲ့စိပိဒုက္ခတွေများသည့်မေးပေးပိုင်ခွင့်ရှိခြင်းအပြင်မိမိတို့ကိုယ်စားလုပ်တဲ့မြို့တွေကိုဒီဘက်ကနတ်ဆက်ကခင်းချုပ်နေကြတွေကအဝေးရောက်တော့မဟုတ်တိုတင်မေးပေးခြင်းအပြင်မေးပေးပိုင်ခွင့်မဆုံးကျုံးအောင်ရွက်ောက်ဝိပရိကတထားပေးပေးဆိုရင်အခုကစကနမြို့တွေလုံးတည်နေတဲ့ဒီအစိမ့်နဲ့တွားခဲ့လို့ရှိရင်အခုကရွက်ောက်ဝိထမြောက်သွားနိုင်ရှင်ဟာအဲအဲ့ပါအဲ့ပါအင်း ဒါလည်းသူမအားလိုက်အကြံဖြစ်တော့อืมอืมသူပြောတဲ့ပုံစံကလည်းသိရမလားဒီစစ်ဘေးရှောင်တွေကဒီရန်ကုန်ရောက်နေတာတခြားတွေရောက်နေတယ်อืมဟာကိုယ့်နေရာတော့ကိုဒီရန်ကုန်နဲ့ပေးလို့ရတဲ့ပုံစံမျိုးသူကပြောပြောနေတာချုပ်တင်မဲပါချုပ်တင်မဲချုပ်လို့ကြာဒါတော့မဲနေနေကိုလုံအောင်လုံအောင်လေအဲပြောပြတော့တို့ဒီဟိုဟာဖြစ်လေရိုးကောက်ပဲလုံချင်းလေအဲညာမဲနေမျိုးဟာရခိုင်ကတော့ဒီမှာလူချင်းမှုပါတီဘလောက်တိုင်းနဲ့ဘာညာဖြူရမလဲလာပါပဲအဲနော်ဟာဒါ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 ကိုကိုယ်လေးကြည့်ကိုယ်လေးနော်ကလေးကလေးတော့ကြည့်တော့ อ่าปะปะอ่ะตัวซูเลยเนาะตัวซูเลยสเปเชียลอ่ะกูสเปเชียลอ่ะเออตัวแมเบียอ่ะสเปเชียลอ่ะตัวตูเนี่ยเอ้กูမျိုးနေတွေ့မဟုတ်ကျွန်တော်อ่ะမသိဘူးကိုမျိုးနေတွေ့กูแมเบียอ่ะสเปเชียลเนี่ยဒီကိုမျိုးနေမအေးချမ်းတော့ဘယ်လိုပြန်ပေးမလဲပေါ့เนาะအဲထားပါကျွန်တော်နိုင်ငံရဲ့ချမ်းမှာဒီအလုံးသွားလုံးတဲ့လူတွေဒီဘက်မှာထွက်ပြီးအလုံးလုံးတိုင်ငယ်လူကြတော့ဟုတ်တယ်ကျူတင်မယ်ဒါပေးရတာနှစ်ဖြစ်တယ်ပေါ့เนาะအဆင်ပြေတယ်ပေါ့เนาะဒီสเปเชียลမျိုးแมเบียခိုင်းမယ်ဆိုတော့อ่ะปะปะ ငါတို့ညနေရဲမလုံးကြုံငါတို့ကဘာလို့မပေးရမလဲမသိရောလားငါတို့ငါတို့ဒီမှာဝင်ပြင်းမဲ့လွတ်တော်ကိုယ်စီကဘယ်လိုမှလည်းမသိရဘူးလို့လဲအာ amazing ဟိုနာခဲ့တော့ပြမှာပြောရတဲ့လူတွေကမဲလာပေးနေတယ်မဲလာပေးနေတယ်အေးတင်းနေကြောက်နေအဲ့လိုတောင်းပါဘယ်တော့မရအောင်တော့မှာပါနိုင်ဆိုင်ပဲအဲတပြုတ်နေကိုတူးကြကတော့ဖြင့်ဒီသူလွတ်တော်ဖြစ်ပါတယ်အင်းတပြေနေလုံးကို7တူးကြကတော့ဖြင့်အမျိုးသားလွတ်တော်ဖြစ်ပါတယ်ညနေတစ်ခုကိုတူးကြစီကတော့ဖြင့် ်ဒီနေ့တော့တို့မတ်ဖြစ်ပါတယ်။အဲဒါကြောင့်ရေကောက်ခံပေးရမယ်တွတ်တို့၃ရက်လုံးအတွက်သာပြာနဲ့သွားမယ်ဆိုမြည်သည်လက်နဲ့ကန်ဖွေးစီထိန်ချုပ်တိနေမည်မဟုတ်ဘူး။နာဇာကနေမြန်မာရှိတဲ့မေးပေးပိုင်ခွင့်လူတို့ရဲ့မေးနဲ့တွတ်တော်တီးတီးမှာပြစ်ပြဝဝတွတ်တော်မှတ်ပြီကိုရွေးကောက်တင်မြောက်ပေးနိုင်တဲ့နေထားကြောက်တော့နိုင်ပါဟုတ်ကဲ့ဆရာအဲ့တော့ဆရာပြောတာတော့ရွေးကောက်ပွဲပုံစံကိုခုနကလိုပီယာစင်းတဲ့၃မြို့နယ်မှာ ကိုလိုကျိုးဝင်အောင်လုပ်မဲ့အနေထားပေါ့ဒါပေမဲ့လက်တွေ့မှာကျွန်တော်မေးလိုတာကမဲဆန္ဒရှင်တွေဥပမာတခြားမှာရှိတဲ့ဥပမာဘူးသီးတောင်မောင်းတော့မှာရှိတဲ့နေရာမျိုးတခြားအေးထိမ့်ချက်ထားတဲ့ဟိုမြို့နယ်တွေကလူတွေကအမှရှိတဲ့လူတွေကဒီမှာမဲလာထဲလို့ရမှာမဟုတ်ဘူးလေဆိုတော့ဘလိုမျိုးဟို legitimacy ရှိနိုင်ပြလဲတခြားမြို့နယ်တွေအတွက်ကဒီလိုရှိတယ်ဗျနှစ်ထောင်ချစ်ပစည်းပုံချစ်ကဥပဒေမှာကဒီပေါ်လဲတော့မေးပေးပိုင်ခွင့်ရှိတဲ့ဟိုမဲဆန္ဒရှင်စီရင်ဆိုတာ ရှိပါတယ်။အင်းမေးဆန္ဒပေးပိုင်ခွင့်ဥယေရာခိုင်နှုန်းဘလောက်ပေးပေးမှာပဲ။အဲ့ရွေးကောက်တင်ချက်ကိုကြီးကထပ်လုပ်တယ်ဆိုရဲဥစ္စာတတ်ထားခြင်းမရှိပါဘူးအဲ့တော့ဆိုပါစို့ယတိတော်မြို့နေကြီးအေးထိန်ချုပ်မှုအောက်ကိုရောက်သွားပြီဒါပေမဲ့လို့ယတိတော်မြို့နေရဲ့တချို့ပို့ပြဥမာ30ရာခိုင်နှုန်းဒီအီမောက်ကိုစစ်ပြေးဒုက္ခတွေဖြစ်ရောက်ဂျန်နက်90ရာခိုင်နှုန်းကတော့ယတိတော်ရဲ့နေစုံနေပြားမှာနေကြတယ် ဲ့တော့ခုနက30ရာခိုင်နှုန်းသို့မေးပေးပိုင်ခွင့်ရတဲ့ဒီမောက်ကိုရောက်တဲ့စစ်ပြဒုက္ခတွေများရဲ့ဘေးစီတွေပဲခြေခံဥပဒေပုံမှန်၄ရာနိုင်ငံသားရဲ့ကုလခွင့်ရဖြစ်တဲ့မေးပေးပိုင်ခွင့်မဆုံးကျုံးအောင်ရွက်ကဝေကုန်စီကဒါတမတ်ကထမ်းပေးရမှာဖြစ်ပါတယ်ဆိုးနေတယ်ဆိုးနေတယ်ဂျန်ကိုရောက်တဲ့ရသေးတော်ခက်ကလူပဲလေးပဲရသေးတော်မျိုးတွေမှာဘေးပုံမထောင်တီထားအောင်ဟမ်ဂျန်ကိုမှထောင်ပြီးကမှခုနက ်မေးပေးပိုင်ခွင့်ဆိုရက်ခွင့်ရေးကိုရလာမှာဖြစ်တဲ့အခါမှာခုနကယသိတော့ပူဇော်ပြုတဲ့အမှတ်ယူတဲ့ပိုလာနိုင်ခြင်းရှိပါတယ်ဒါကရွေးကောက်ပွဲစနစ်ရတော့တာပေါ့တကယ်လို့ FPTP နဲ့သွားမယ်ဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးမှာပြည်သူ့ဘက်ကအမှတ်ကြီး၃ခုပဲရွေးကောက်တင်ပြနိုင်ခြင်းရှိပါတယ်အဲ့ဒါလိုပဲတိုင်းဒေသကြီးပြည်နယ်လွတ်တော်ဘက်ကတော့ဖြစ်ကမြို့တွေကို၃ခု၃မြို့တွေက၆ခုပဲရွေးကောက်တင်ပြမှာပဲရှိဟုတ်ပါဒါဒါဆိုတော့ဒီလိုဘယ်လိုလဲဆိုတော့အဲသူတို့ y y f của nó giờ khai cũng ừ. giờ bà thì vợ nó à thứ bà thì giờ khai mà mấy ông đồng của nó ờ giờ sorry giờ khai mà giờ mà mấy ông đồng giờ mà mấy ông đồng giờ mà mấy ông đồng rồi lúc lúc nó xin nó nó rồi xin nó này mà để lại từ ngày nhà mẹ mà đã lên đâu mà tôi bảo lão đi đâu có lấy rồi quá chi chi đi tôi từ không biết còn cái nào anh còn đang luyện lá thế thì mà lên được rồi mấy bây giờ tôi đâu được tôi bố mẹ chi hoài rồi မင်းအမေအဲ့တော့ဒီလိုရှိမယ်လေကလိုလည်းရှိရှိမလဲဆိုတော့ဒါသူ့ပါတီရှိမယ်ရခိုင်ဦးဆောင်ပါတီရှိမယ်နောက်ပြီးချမ်းဖို့ရှိမယ်အဲ့တော့ဆိုမင်းကဒီတယောက်ကနေပြီးတော့တယောက်ကနေပြီးတော့ဒါကမင်းဇောင်းထက်ဇောင်းထက်ကဒီဒီရခိုင်ဦးဆောင်ပါတီလည်းထည့်ရဲချမ်းဖို့လည်းထည့်ရဲမင်းလှုပ်လိုက်လို့လုံးလုံးဟမ်တောက်မြေဝိုင်းသူကိစ္စနော်ငါတော့စဉ်းစားလို့တင်ကျွန်တော်တကယ်ကျွန်တော် တာမတာလီစာပါအားလုံးတကယ်တာလီစာတာလီစာတာလီစာဒီဘဲပြောက်တာတတော်ကိုဖောက်တယ်ဖောက်တယ်တတော်ဖောက်တယ်နော်အစောကြီးကအမတ်ကဘာဖြစ်ချင်လဲလားဒါအာနာယူတော့အာနာယူတော့အေးပေါ့အာနာယူတော့အာနာယူတော့အာနာတတော်ယူတူပေါ့ဗျာโอเคโอเคဆက်နာတော့မယ်ဗျာအပပပဟုတ်ကဲ့ဆရာကကပြောတဲ့ပုံစံရဆိုလို့ရှိရင်ဥမာရတဲ့တော်မျိုးเนี่ย ဟိုမဲဆန္ဒပေးဖို့တိတ်ဦးပဲရှိတယ်ဆိုလဲဒါမထမြောက်တဲ့သဘောမျိုးပေါ့ဒီတဦးတည်းကပဲမဲလာတဲ့ပဲဆိုရင်အဲ့ဒီသဘောကခြေကောင်းပြီးမှပြတ်တန်းထားပါတယ်ဥပမာမဲဆန္ဒနေမှာဘေးဘေးပတ်အခွင့်အမြုပ်နေမှာလူတသိန်းရှိတယ်ထားပါတော့ဟုတ်ကဲ့ဟိုကတဦးပြောတာကတသိန်းပြောတယ်အဲ့တော့အဲ့တော့ဇိုးနေကြီးကိုရောင်ကြီးဒီမကြီးဒီမကြီးသိရဲ့ဥမာ9000ကျိုးပေးပေးမှပဲ ရောက်ောက်ပွေးအထမြောက်တယ်ဆိုရက်တန်းချက်မရှိပါဘူး။အဲဒီတသိန်းမှာလူတထောင်လာပေးရင်လည်းရောက်ောက်ပွေးအထမြောက်ပါတယ်။အင်းအဲ့ဒီသဘောပါ။ဟုတ်။ဟုတ်ကဲ့ဆရာအခုဆရာပြောတဲ့ပုံစံတိုင်းပေါ့နော်။ဟိုရောက်ောက်ပွေးပုံစံဟိုဥမာနီဥပဒေမှာဒီလိုမျိုးချက်တုံးဖို့ထွက်လာပြီဆိုပါတော့အဲ့တော့ပြည်သူလွတ်တော်ရှိမယ်အမျိုးသားလွတ်တော်ရှိမယ်ဆရာတို့ပြည်နယ်အုပ်ချုပ်မှုတဲ့ပြည်နယ်လွတ်တော်ရှိမယ်အဲ့တော့ကျတော့ရခိုင်ဥဆောင်ပါတီအနေနဲ့ကအပြည့်အဝဝင်ရောက်ရှင်ပြိုင်မှုရှိလားလွတ်တော်ကိုယ်စားလှယ်တွေ အဲကျွန်တော်တို့ကရောဂါဝိပ္ပရိပြထမ်းပြီးတဲ့အခါမှာတော့ကျွန်တော်တို့လွတ်တော်ပိုစလီဝင်နဲ့ပတ်သက်လို့သူရဲ့သတ်မှတ်တဲ့ခရီးရိယာအရပဲဝင်ရောက်မှာဖြစ်ပါတယ်အတက်နိုင်ဆုံးတော့ကျွန်တော်တို့နေရာအနှံ့ပြန်ဖို့စဉ်းစားထားပါဘူး Okay အဲ့တော့ရခိုင်ပြည်နယ်အတွက်ဆရာတို့ရှင်းပြရမယ့်ပါတီတွေဘယ်နှပါတီလောက်ရှိမယ်လို့လောလောဆယ်သိရလဲဗျဟုတ် ်အော်ဒီကရောပါတီရှိပါတယ်ဒီချာပါနော်တိုင်းလာပါတီတွေရှိပါတယ်နောက်ခိုင်ပြင်းတဲ့မြို့သားနိုင်ငံရေးအင်အားစုရှိပါတယ်ဆိုတော့အဓိကပြိုင်ဘက်ကတော့ဒီခိုင်ကျိုးနဲ့ပြန်ရနိုင်ချင်ရှိပါတယ်ပြိုင်ဟုတ်ပါဘယ်လိုမဲပြတ်လိုက်မှာကွာပြိုင်နေပါတယ်ကွာဒုက္ခပါပဲအဲဒါသူမျိုးရွက်ောက်ပွဲအထအမြောက်ပြီးဆိုပါဆိုရခိုင်ပြည်မှာအစိုးရဖွဲ့နိုင်ပြီလွှတ်တော်ဖွဲ့နိုင်ပြီပဲထားအောင်ခုနကတူ အေးထိထုတ်ကြတဲ့ဒေသကြီးကြောင့်ဘယ်လိုမျိုးဆရာတို့တက်ရောက်မလဲဥချုံကြီးဥရီပြတ်တမ်းပေါ်ကမေးရမလိုက်ဟိုအဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ရွက်ောက်ပွဲအလုံးနိုင်ငံရေးပြဿနာဖြစ်သွားနိုင်ပါတယ်ဟုတ်လက်ရှိကာလတော့ရွက်ောက်ပွဲကာလရွက်ောက်ပွဲအလုံးကာလတွေနဲ့ကာလသုံးပါးနဲ့တည့်ရပတ်သက်နိုင်ပါတယ်တော်တော်လေးပဲရွက်ောက်ပွဲအလုံးနိုင်ငံရေးစီရင်အနေထားကိုကျွန်တော်တို့ခံမှန်းဖို့ပြတ်ခတ်ပါတယ်ရရှိစစ်သွားမှလား လက်ရှိတိုင်းပဲမြမတပ်ကိုခံစစ်နေထားတဲ့ဆက်သွားမှလာမြမနိုင်ငံရေးခင်းကျင်းသည်ရေကောက်ခံတို့ငါးနှစ်တာကာလအတွင်းမှာဘလို့ပုံပြောင်းသွားနိုင်ချေရှိတယ်လေအဲဒါကြောင့်ရေကောက်ပွဲအလွန်ဖြစ်လာမဲ့နေထားတဲ့ခုနကပြောတဲ့ထိချုပ်မှုဆိုတဲ့ဧရိယာအတွင်းမှာအချင်းချင်းအရိကာလနေထားပုံပါမူဒီမိမကျွန်တော်ပြန်သုတ်ပြန်အောင်ဖြစ်ပါတယ်အဲဒါကြောင့်ကုပရိယာ ရှင်နေဘူးကတော့ခက်ပါရကိုတထွတ်တယ်ဟုတ်တယ်လေဒါတော့အခြေအနေတစ်မျိုးပေါ့ကုဟာကဒီ AA ရဲ့ရီမန်းချက်ဖြစ်တဲ့အာရခလမ်းစဉ်ပေါ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားတာတော့အာရခပြည်ကို unitary ပုံစံနဲ့သွားမယ်လို့ပြောထားတာပေါ့နော်ဒီ ULA AA ရပဲဥဆောင်ပြီးနိုင်ငံရေးကာကွယ်ရေးအကုန်လုံးသွားမယ်ဆိုတော့တကယ်လို့များအခုဒီဆယ်လအတွင်းမှာ AA ရဲ့တိုက်ခတ်မှုတွေကခုနလိုစစ်တွေရောကြောက်ဖြူရောမအောင်ကျုံးမှာမှာအပြောင်းလဲတွေဖြစ်လာမယ် အင်းရဲ့တစုံလုံးထိတ်ချုပ်မှုအောက်ရောက်သွားပြီးတော့သူတို့ကုနာပုံစံကိုဖော်ဖို့အခြေအနေဖြစ်သွားမယ်ဆိုရင်ရှာတို့ရဲ့ဒီနိုင်ငံရေးအခန်းကဏ္ဍကပြီးဆုံးသွားလို့ပြောရမှာ။ဒါကလေးတော့မရဘူး။ဒါကလေးလို့ညာကုနာကခရီးပြုသလိုဆိုရင်လက်ရှိလက်နက်ကန်သဘနာမှာဒီလေးဝင်ပါနေတဲ့မြန်မာတပ်မတော်ရဲ့အရေးချင်းနဲ့သူ့ရဲ့ဟိုနိုင်ငံတော်နဲ့ပတ်သက်တဲ့ချုပ်ချာနဲ့ပတ်သက်တဲ့ခံယူချက်နဲ့ဆက်ဆံနိုင်ပါ။အဲ့တော့ကျွန်တော်တို့ကတော့ရွေးကောက်ခံ ဣရိယာမရှိရင်ဟိုနိုင်ငံရေးပါတီတွေရဲ့ကဏ္ဍကိုမရှိတဲ့ဘောပါအဲ့တော့ပဲနိုင်ငံရေးပါတီဆိုတာချေကဥတေရနော်ဆိုရတရရဲ့ဥပဒေပြဋ္ဌာန်းချက်တွင်မှာပတ်ပုံတင်ပြီးတော့မင်းညံ့နေတယ်လူလူကိုစားသူရဲ့ဆိုရတရကိုဖွင့်စည်းမယ်ဆိုရင်မှတ်တမ်းနဲ့သွားတဲ့နိုင်ငံရေးပါတီရပါတယ်တက်တဲ့ကိုင်းတဲ့နော်နိုင်ငံရေးပါတီကိုထုတ်တဲ့ခါမှာတကယ်လို့များခုနကလိုချုပ်ချအောင်တာတောက်တော့ဒီမှာတက်မလို့ရတယ် ခါကဘလို့လေဟုတ်လားခင်ဗျားတို့ဘယ်တော့နေတခုနေတခုကိုကလာတို့တခုတွင်ပါအေးဒီဘုံဝချင်းချုပ်နိုင်တဲ့နေတာရှိရှိကတော့ကျွန်တော်တို့ကြိုးဖို့ခက်ပါတယ်ဟုတ်ကဲ့ပါခက်တယ်ဒါရိုင်းမအောင်ကျေးဇူးများတက်ပါတယ်အခုစစ်ကောင်စီကရွေးကောက်ပွဲကျင်းပတော့မယ်လို့ကြေညာလိုက်တဲ့ပုံမှာဒီရခိုင်ပြည်နယ်မှာရွေးကောက်ပွဲဖြစ်လာနိုင်ခြင်းအခြေအနေကိုအခုလိုမျိုးအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတက်ပါတယ်ဆရာဟုတ်ကဲ့ပါကျေးဇူးပါ ဘာပြောဒီနေ့တော့ဒီနေ့ညတော့တကယ်ကိုရည်ရပါတယ်တကယ်ကိုဟာတမြောက်ပါတယ်နော်တကယ်ကိုလည်းဟာတမြောက်တကယ်ချင်းလည်းတကယ်ယူခဲ့ပါတယ်ငါဖိန်းမှန်းနေတာကြီးဖိန်းမှန်းတော့ပြေးသွားတယ်ပါဟာဒီကလေးဒီအမေးပြက်လေးနားထားဟိုကမေးပေးတဲ့အကူလည်းတော်ပါတယ်နော်တော်တယ်တော်တယ်တော်တယ်ပါနော်ကွာတော့ပတိမီအောင်နော်ကွာလှက်ပိုင်းမီးလည်းပဲရောမီးဒါပေမဲ့ तू ကဘလောက်အာနာကြီးပဲနော်ဟုတ်တယ်တော့ तू ကစစ်ကောင်စီကမျော်လင့်ချက်ပေးနေတော့ဟုတ်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးပေါ့နော် ိုကတိန်းတော်လည်းဟာတကယ်ကြီးဟာကြီးကြားလို့ကြားတော့မှာလေဟိုကကြားလို့လည်းဒီမှာကျော်ထွက်လာပြီလေဟုတ်ဟုတ်တယ်အကိုးတွေပါကျော်ထွက်လာပြီမဟုတ်ကိုယ်ကမကိုးရစရာရောက်ပြီဟုတ်ပါရဲ့အဲ့တော့ဟိုဒီဒေါက်တာတေးမောင်ကြီးကျွန်တော်မေးချင်တယ်ဟိုရမေးချင်တယ်ဆိုတော့ဟုတ်ပြီခင်ဗျားတို့ဟုတ်ပြီရွေးပေါက်ရွေးကောက်ပွဲဝင်မှာနော်စစ်ကောင်စီကလုပ်ကဲရွေးကောက်ပွဲဝင်မယ်ဆိုရင်ခင်ဗျားတို့ဒီလက်တော့အမှတ်ကြီးအဲဘလူးမြန်စီယုံကြမလဲအဲဘလူးမြန်ပွင့်စင်းကြမလဲဆိုတော့ ကျွန်တော်တို့စောင့်ကြည့်ခြင်းနေပေါ့ဗျာနော်ဟုတ်ကဲ့ဟုတ်တယ်နော်ကျွန်တော်တို့တကယ်ကိုလည်းကြည့်ခြင်းပါတယ်တကယ်လည်းသိခြင်းပါတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ရခိုင်ဒဲမောင်ကဒါစွန့်တန်တဲ့ချက်ချင်းရောပေါ့နော်အုံရောရောကြောက်ရောရောတယောက်ပါလာတွေ့အင်မတန်မှာတော့ဘယ်လိုပြောလဲ ကျွန်တော်ကတော့မကြိုက်ဘူးဗျာဒါပေမဲ့တော်ပါသေးတယ်ဘာလို့လဲဆိုတော့တော်တယ်ဆိုရင်ဒီတယောက်စားနှစ်ယောက်စားပဲရှိတယ်အေးဟုတ်တယ်ကိုရီဘက်မှာဆိုအများကြီးပဲအများကြီးပဲအများကြီးပဲကျွန်တော်ဘက်ဆိုရင်ဒီတက်မကစူးရည်ညာရှိပါနော်ဟုတ်ပါဘူးဟုတ်ပါဘူးတော်စူးပါတယ်ကျွန်တော်တိတ်ကြီးအိတ်ပုံနဲ့တကယ်လုံးဖဲ့ပြီးတော့ခါရဲဟိုပါစစ်အာဏာရှင်တို့ကြောက်ဘူးတကယ်ပြောခဲ့တကယ်လုံးခဲ့ပြီးတော့ထောင်ကြီးလည်းတကယ်ကြောက်ရဲဆိုအခုအဲဒီမှာရဲ့ဘုံပြေးมาတဲ့ခေါင်းကြီးလေကျွန်တော်ဒီဒီတော်လိုင်းမှာကျွန်တော်ဒီလွေးပေါ်လိုင်းမှာကျွန်တော်အများကြီးကြုံရတယ်ပေါ့ဗျာနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် โอเคครับผมจะมาแจ้งให้เราดีเบตออนไลน์ปาลาပြီးတော့ပါလာပြီးတော့ဟုတ်ကူကပြန်မလုပ်တော့ကပြန်ရပြန်လုပ်လာပြီးတော့အများကြီးကျွန်တော်တွေ့ခဲ့ရတယ်ပေါ့เนาะတွေ့ရတယ်ဂျုံအားဒီကျွန်တော်ဒီ2021ကျွန်တော်ဝီတော်တယ်ရတော့ကျွန်တော်ပြင်ကန်းစားရအများကြီးရတယ်အဲကျွန်တော်ဒီလူမျိုးတွေရောတိုင်းသားဒီဘုံမော်မားတွေရောဘလူးစိတ်ထားဘလူးစိတ်နေရှိတယ်ဆိုတော့ကျွန်တော်ဘာလို့ကိုယ်ကပြကျွန်တော်သိရတယ်ပေါ့เนาะဟုတ်တယ်ဟုတ်တယ်ဒီစိတ်ရင်းမှန်ကျွန်တော်သိရတယ်ပေါ့เนาะဒီတော်လိုင်းမှာ โอเคပါအဲ့တော့ကိုစားတယ်ရေကိုလေးရေကျွန်တော်တို့နေရာရဲ့တင်းနေရာဟာသားများစီကိုမြို့ပြည်နာချိန်တက်မယ်ထင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ရခိုင်ပြည်မှာရှိတဲ့မြို့ပြည်နာလဲဒီလိုကျွန်တော်တို့ရခိုင်ဦးဆောင်တပါလီဥက္ကရာကြီးမောင်အေးမောင်ကိုကျွန်တော်တို့ကျွန်တော်ရဲ့ဒီလူလေးအောက်မှာအမတ်လေးတွေနဲ့အာရပါရစခွာဘာဖြစ်တယ်ရခိုင်ပြည်နာဆဲပြီးတော့ဘာလို့ပြောချမ်းလဲကျွန်တော်ရဲ့စီတီလေးကိုဒီမှာပဲရတာပြီး နောက်နေ့ဒီမှာကျွန်တော်တို့ဘလို့စီစဉ်လာမယ်ဆိုတော့ဆက်လက်စောင့်ရကြည့်ရှုအားပေးကြပါအောင်လို့ပြောချင်တဲ့အားလုံးပဲကြည့်ပြပါမယ်နော်